မိတ်ဆွေပေါင်းကျမ်းမချမ်းသာရှိကြပါစေဗျကျွန်တော်တို့ရဲ့ဟိုးရုံးကလဖိတ်ဆိုင်နေစီကကြိုဆိုလိုက်ပါတယ်ဟိုးရုံးကလဖိတ်ဆိုင်ဆိုတဲ့အတိုင်းပဲအရင်တော့ကလဖိတ်ဆိုင်ထိုင်ရတယ်လို့မျိုးစိတ်ဝင်စားစရာအကြောင်းအရာရောက်တဲ့ရရအကြောင်းအရာဘောင်းစုံကိုမျှဝေပြီးသွားမဲ့အစီအစဉ်ဖြစ်ပါတယ်ဗျဒီနေ့တော့ကျွန်တော်တို့ရဲ့ဆိုင်လေးမှာထိုင်ကြရင်းနဲ့အကြောင်းအရာလေးတစ်ခုပြောကြရအောင်အဲ့ဒါကဘာလဲဆိုတော့ မြန်မာနိုင်ငံမှာလူရေ9000လောက်ပဲရှိတော့တယ်ဆိုတော့ရှားပါတဲ့လူမျိုးစုတစ်ခုအကြောင်းကိုကျွန်တော်တို့လေ့လာထားတာလေးဒီနဲ့တွေ့ပြီးမျှဝေသွားမှာပါအခုလိုမျှဝေတဲ့နေရာမှာကျွန်တော်တို့ကိုယ်တိုင်ရည်ကူးထားတဲ့ဓာတ်ပုံနေပါမယ်ပြီးတော့ဗီဒီယိုတွေပါမယ်ပြီးတော့လို့ရှိရင်အာတဆိုင်ရာတိုင်းရင်းသားတွေတဆိုင်ရာဒေသခံတွေပညာရှင်တွေရေးသားထားတဲ့အာ အကြောင်းအရာတွေစောင်းပါတွေသတင်းဓာတ်ပုံတွေအဲ့ဒါတွေပါမယ်အဲ့ဒါမျိုးနဲ့စူးစီးပြီးတော့ကျွန်တော်တို့လေ့လာထားတဲ့လောက်လေးကိုမျှဝေပေးတော့မှာပါတခုပဲရှိတယ်ဟိုကျွန်တော်တို့ကဝါသနာပါလို့ဒါကိုဒီတိုင်းသားကိုလည်းစိတ်ဝင်စားလို့ကျွန်တော်တို့လေ့လာထားတယ်သို့တော့ကျွန်တော်တို့ကချန်ပီယံစုတွေမဟုတ်တဲ့အခါကျတော့ကျန်းကြီးကျန်းကန်နေလောက်ခိုင်မာမှာမဟုတ်ပြီမဲ့ကျွန်တော်တို့လေ့လာလို့ရသမျှကိုမျှဝေပေးထားတာဖြစ်ပါတယ်တကယ်ကျန်းကြီးကျန်းခိုင်ပြည့်စုံသူတွေအနေနဲ့လည်းကျွန်တော်တို့စီက အထောက်ပံ့ဟိုကျွန်တော်တို့လေ့လာထားတဲ့အချက်အလက်လေးတွေเนี่ยသူတို့အတွက်အထောက်ပံ့ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ထို့အတူပဲကျွန်တော်တို့ပြောဆိုလေ့လာထားတဲ့အထဲမှာအမှားရွင်းအတိမ်းဆောင်တွေရှိခဲ့လို့ရှိရင်လည်းကျွန်တော်တို့ကိုအချိန်မီဝိုင်းဝန်းပြုပြင်ပေးနိုင်ပါတယ်ကျွန်တော်တို့ကတော့ဒါကလေ့လာထားမှရကူတာမျှဝေတာပါဆိုတော့မျှဝေမဲ့တိုင်းရင်ဒါကထနော့ထနော့ဆိုတဲ့လူမျိုး မြန်မာနိုင်ငံမှာမိတင်းနေခံကြတဲ့တိုင်းသားပေါင်း135မျိုးရှိတယ်လို့ဒါကျွန်တော်တို့အားလုံးနားလည်ထားပါတယ်။ဒါပေမဲ့အဲ့ဒီထဲမှာအချို့ကတော့အရေးအတွက်အတော်လေးနည်းနေတဲ့လူမျိုးစုတွေရှိပါတယ်။အဲ့ဒီထဲမှာထနှော့လူမျိုးစုကလည်းအပါအဝင်ပါ။အာထနှော့လူမျိုးတွေနဲ့ပတ်သက်လို့တော့ရှေးဟိုးအရင်ကာလတွေတဲ့ကအယူရဝိဆုံဂီတအစိုးကဒုတိယစာပီစတဲ့ကိုပိုင်ရွေးရရင်ကျေးမှုတွေရှိပြီးတော့အခုဒီဘက်ခင်မှာတော့အချို့အရာတွေကအနည်းငယ်လူမျိုးကလည်း တအားနေတဲ့အခါကျတော့အချို့ຢာတွေကတိမ်မြုပ်ပျောက်ွယ်မှုတွေရှိနေပြီးတော့အခုတော့ပြန်လည်ပြီးတော့ဒီဟာတွေကိုလှုပ်ဆောင်နေကြတဲ့သူတွေရှိပါတယ်။ထနောက်လူမျိုးနဲ့ပတ်သက်တဲ့သမိုင်းမှတ်တမ်းမှတ်ရာစတာတွေကအနေငယ်အားနေတဲ့အတွက်ရှေ့ကထနောက်လူမျိုးတွေဝစ်ဆင်နေကြတဲ့အဝတ်အစားဘယ်လိုပုံရှိတယ်ဆိုတာကိုတော့အတိအကျမသိနိုင်ဘူးဖြစ်နေပါတယ်။ဒါပေမဲ့လည်းဒီနေ့ခေတ်ထနောက်လူငယ်တွေအနေနဲ့အမြင်ကျေလာကြပြီးတော့ကိုထနောက်လူမျိုးအရေးကိုပတ်သက်ပြီးတွတ်တွတ်ကြကြအားလုံးလှုပ်ဆောင်နေကြတာကိုတော့သိရပါတယ်။ အထူးသဖြင့်ဒီဘက်နှစ်ပိုင်းလေးမှာဆိုရင်တည်တည်တတာတိုးတက်လာတဲ့စာပေဝစ်စုံအထိမ့်မဲ့တင်ဂေတာဒုရိယာအစိုးကဆရာကြီးပြန်လဲပေါ်ထွက်လာနိုင်မှုအတွက်ကြိုးပမ်းနေကြပြီးတော့စာပေနဲ့ရိုးရရင်ကျေးမှုတွေအတွက်လည်းစူးစမ်းဆောင်ရွက်နေကြတယ်လို့သိရပါတယ်ဒီဟာမျိုးကတော့ဘာပဲပြောပြောငွေကြီးမိပညာလူဝင်အားစသဖြင့်အများစွာလူအပ်တာမျိုးဖြစ်တဲ့အတွက်ဒီလိုမျိုးတွေပို့ပြီးပြည်စုံနေဒီလိုမျိုးပြည့်စုံပြန်လဲဖော်ထုတ်ခြင်းကညံဆန်ပြည့်စုံနေပဲဖြစ်မှာဖြစ်ပါတယ်။ အာထင်တော့လူမျိုးတွေမှာလည်းသူလူမျိုးစိတ်သက်လာဖို့ ਨੇ အတိတ်တမိုင်းရှိတာပေါ့ဒါလည်းကျွန်တော်တို့တွေ့မိတဲ့လောက်ပြန်လဲမျှဝေပါပါဆိုတော့ထင်တော့လူမျိုးစိတ်သက်လာဖို့ ਨੇ ပတ်သက်ပြီးတော့တမိုင်းပညာရှင်တွေရဲ့အဆိုအမျိုးမျိုးရှိပါတယ်ဆာဂျော့စကော့ကတော့ဒနုလူမျိုးနဲ့ထင်တော့လူမျိုးတို့ကိုအရင်တုန်းကတဲ့ကလူမျိုးတစ်မျိုးတည်းလို့ဆိုပါတယ်ဒါပေမဲ့ဂိုင်းလင့်ကတော့ထင်တော့ဒနုနဲ့ထင်တော့လူမျိုးနဲ့ကွဲပြားတဲ့လူမျိုးတွေဖြစ်တယ်လို့သူကပြောပါတယ်ပြီးတော့ Mr. Morgan Webb ကထနောက်လူမျိုးတွေကပလောင်ဝအုပ်စုမှာရှိတဲ့လူမျိုး၈မျိုးမှာပါဝင်တယ်လို့ဆိုပြန်ပါတယ် မစ္စလူဝစ်ကဒနုလူမျိုးနဲ့ထနော့လူမျိုးကတီးခြားလူမျိုးဖြစ်တယ်လို့ဆိုပါတယ်အချို့ကကျတော့လေမွန်ဂိုလီးယားဘက်ကဆင်းသက်လာတယ်လို့ဆိုကြပါတယ်နောက်ယူဆတစ်ခုကတော့ထနော့လူမျိုးတွေကမွန်ခမာ အုပ်စုမှာပါဝင်ပြီးတော့ဝပလောင်အုပ်စုကွဲ၃မျိုးတွေကရှမ်ပလောင်သွေးနှောတဲ့လူမျိုးလိုယူဆကြသူတွေလည်းရှိပါတယ်သူတို့ကမြန်မာနိုင်ငံရှမ်းပြည်နယ်တဝန်းမှာမွန်ခမာမျိုးနွယ်နဲ့ခြေဆိုင်နေထိုင်ကြရတာကနေရှမ်းမြမာတို့ဝင်ရောက်သိမ်းပတ်မှုကြောင့်တောင်ရက်ဖြစ်တဲ့ရှမ်းပြည်တောင်ပိုင်းကို ပြောင်းရွှေ့နေထိုင်ခဲ့ကြတဲ့မွန်လူမျိုးတွေနဲ့ကွဲပြားပြီးရှမ်းပြည်နယ်တဝန်းကျွမ်းကျင်ရတဲ့လူမျိုးစုလိုယူဆတဲ့ယူဆတစ်ခုလည်းရှိပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ထနော့လူမျိုးစုတာကတေးကြတဲ့တီးကြလူမျိုးစုတစ်ခုဖြစ်ပြီးတော့သူတို့ကိုယ်ပိုင်ယဉ်ကျေးမှုကိုယ်ပိုင်အာဒလီထုံတဲ့စသဖြင့်ရှိတဲ့လူမျိုးတစ်ခုဖြစ်ပါတယ်။ ပြီးတော့ထနှော့စကားနဲ့ထနှော့ဆိုတဲ့အမည်ပေါ်ပေါက်လာပုံနဲ့စိတ်နေစိတ်ထားတွေအကြောင်းဒါကျွန်တော်တို့အဲလေ့လာမှတ်သားမိသလောက်ပြန်လဲမျှဝေပါမယ်အဲဒီနေရာမှာသူအချို့သောအကြောင်းအရာတွေကတော့ဟိုဒီရှေ့တွေကရှိခဲ့တဲ့အကြောင်းအရာတွေဖြစ်ပါတယ်ထနှော့စကားနဲ့ပတ်သက်ပြီးတော့သမိုင်းပညာရှင်တွေရဲ့ထင်မြင်ချက်ယူဆချက်အမျိုးမျိုးလည်းရှိပါတယ်သူတို့ကတော့ထနှော့စကားကဩစထရိုအာရှဘာသာမျိုးယိုမန်ခမာမျိုးကွဲပလောင်ဝအုပ်စုမှာရှိတဲ့ဘာသာစကားလို့ယူဆကြသူတွေရှိပါတယ် ပြီးတော့ဝါဘာသာစကားနဲ့နှီးဆက်တယ်မွန်ဘာသာစကားနဲ့လည်းနှီးဆက်တယ်တောင်သူစကားနဲ့လည်းနှီးဆက်တယ်မွန်ခမာမျိုးနဲ့ရီယန်အုပ်စုခွဲ တွင်းမှာရှိတဲ့ရင်းနဲ့ရင်းကြားဘာသာစကားနဲ့လည်းအတန်ငယ်နှီးဆက်တယ်တီးခြားယူဆဖြစ်တယ်ဆိုတဲ့ယူဆချက်တွေလည်းရှိပါတယ်စင်စစ်ကတော့ကျွန်တော်ဘာသာစကားကဗမာပအိုရှန်အင်္ဂလိပ်စတဲ့အခြားလူမျိုးတွေရဲ့ဘာသာစကားတွေနဲ့အနည်းငယ်ဆင်တူနေတာတွေရှိတယ်လို့လည်းဆိုကြပါတယ်ဒီမှာရှေးတုန်းကအယူဆတစ်ခုရှိပါတယ်ဒါကတော့ရှေးအစဉ်ဆက်ပြောကြတဲ့စကားတွေဖြစ်ပါတယ် ဒီဟာတွေကတချို့ဘယ်လိုပဲဖြစ်ပါစေသူတို့ရဲ့နောက်ွယ်မှာဒီလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာလေးတွေရှိတာကျွန်တော်တို့ကဒါကလေးစားရမှာ ဖြစ်ပါတယ်ဟိုတော့ငါနဲ့ဘုရားရှင်လက်တခါဘုရားရှင်ရှိမှမှာလူမျိုးသီးသီးကိုစုဝေးစေပြီးတော့လူမျိုးတစ်မျိုးစီကိုဘာသာစကားတစ်ခုစီပေးတနာတယ်တဲ့အဲ့လိုပေးတနာပြီးတော့မှအဲ့ဒီမှာခါလဲလူမျိုးတစ်မျိုးရော့နေတာကိုသွားတွေ့တဲ့အခါကျတော့အဲ့ဒါကိုသွားရှာဖို့ပြောတော့အဲ့ပြောင်းနေတဲ့လူမျိုးကိုသွားရှာကြတဲ့အချိန်မှာအာအဲ့မှာသူတို့သွားတွေ့တယ်ပေါ့အဲ့တရားအဲ့သူကကျတော့အာမြတ်စွာဘုရားရှင် ဒီဒီဒီမှာမြတ်စွာဘုရားလို့တုံးထားပါတယ်ဗျမြတ်စွာဘုရားရှင်ကဘာသာစကားကိုမယူပဲပြောင်းနေတဲ့လူမျိုးကသူအိပ်ပြောနေတာအဲ့ဒါနဲ့အဲ့လူကိုထနော်လို့နှိုးပြီးတော့ဘုရားထံကိုစေလွှတ်လိုက်တယ်လို့ပြောပါတယ်သူကအဲ့ဒီဘုရားရှိမောက်ရောက်သွားပြီးတော့သူတို့လူမျိုးတို့ဘာသာစကားပေးဖို့ရှောက်ထားတဲ့အခါကျတော့ပေးเสียမကြံတော့ဘူးတဲ့အဲ့ဒါကြောင့်မလို့အခြားလူမျိုးတွေရဲ့ဘာသာစကားတွေစီကနေတမျိုးစီအနှဲငယ်စီခွဲဝေပြီးတော့အဲ့အဲ့ဘာသာစကားတစ်ခုဗေဒနာတယ်လို့ဆိုပါတယ် အချမ်းလူမျိုးတွေကသူတို့ဘာသာစကားကနေအနေငယ်ခွဲပြီးတော့အိမ်မှာဥမာဖြင့်ဗမာရှမ်းစသဖြင့်အပြင်တိုင်းခြားဘာသာစကားတွေလည်းအတန်ငယ်ပါဝင်နေတယ်လို့သိရပါတယ်။သူကအနည်းကလေ့လာရင်တော့အဲ့ဟာကတေချာသိရှိနိုင်မယ်လို့ဆိုပါတယ်။အဲ့ဒီမှာမှ သူကအဲ့လူမျိုးကိုသူကထနော်လို့နှိုးရတဲ့အတွက်ထနော်လို့အမည်ပေးခဲ့တယ်လို့ဆိုပါတယ်။ပြီးတော့ထနော်ကနေပြီးတော့ထနော်ထနော်ကနေထနော်ဖြစ်လာတယ်လို့ပြောပါတယ်။အချို့ကကျတော့လည်းအိယာထနောက်ကြတာလို့ထနောက်လို့ခေါ်ရတာကနေပြီးတော့ထနောက် ဲ့ကနေထနှော့ဖြစ်လာတယ်လို့လဲထနှော့ရှေးလူကြီးသူမတွေကပြောစမှတ်ရှိတယ်လို့ကျွန်တော်တို့ဖတ်တဲ့အစာတစ်ခုမှာတွေ့ရပါတယ်ဒီထနှော့လူမျိုးတွေကသူတို့အချင်းချင်းကြတော့ကနော်လို့ခေါ်တယ်လို့ဆိုပါတယ်ထနှော့စကားအရဆိုလို့ရှိရင်တော့ကနော်ဆိုတဲ့ဝေါ်ဟာရကအေးအေးဆေးဆေးနေတတ်တဲ့လူမျိုးလို့အဓိပ္ပာယ်ရတယ်လို့ပြောပါတယ်သူကလေးလံထိုင်းမိုင်းကိုင်းရှမ်းอยู่တည်မှတ်ပြီးထနှော့တွေဆိုတဲ့စိုးစကားနဲ့အညီသူတို့ကခက်အေးနေကြပြီးတော့ဘာသာတရားကိုလည်းကိုင်းရှမ်းတဲ့လူမျိုးတွေဖြစ်တယ်လို့သိရပါတယ်ဒီကျွန်တော်လူမျိုးကဘာသာတရားကို တည်တည်ချာချာကိုကန်းကန်းချာချာရှိရသူတွေဖြစ်ပြီးစိတ်နေစိတ်ထားယူသားဖြူစင်ကြတယ်။အဲဝတ်ချေပြုံပြီးတော့အေးအေးချမ်းချမ်းနေထိုင်လူကြတဲ့တိုင်းရင်းသားတွေဖြစ်တယ်။ဘုရားတရားတန်ခါနဲ့အသက်ကြီးသူတွေရဲ့အဆုံးအမကိုလည်းတသွေမတိန်လှိုင်းတာကြတယ်လို့ဆိုပါတယ်။ထနောလူမျိုးတွေနေထိုင်ရာဒေသတွေနဲ့လူကြီးကိုကျွန်တော်တို့တစ်ချက်လေ့လာကြည့်အောင်ပါ။ဆိုတော့ထနောလူမျိုးတွေကရှမ်းပြည်နယ်တောင်ပိုင်းကလောမြို့နယ်မှာရှိတဲ့တောင်ဘူးလရွာ အဲ့ထနော့ပင်ရင်ရွာဖြစ်အဲ့ဒါကိုယူဆပါတယ်ဘာဖြစ်လို့လဲဆိုတော့သူကအဲ့ရွာလေးကအရှိန်အောက်၄မိုင်လောက်ခြေဝန်းပြီးတော့တောင်နဲ့မြောက်ကသူက၅မိုင်ခန့်ခြေဝန်းတဲ့တောင်ပိုးလာရွာကထနော့လူမျိုးတွေတည်တက်နေထိုင်နေရွာလို့ဆိုပါတယ်အခုကျွန်တော်တို့ဒီတွေ့ရတဲ့ဒီဗီဒီယိုလေးကဒါကထနော့ရွာပေါ့ဒီတောင်ပိုးလာရွာအတွင်းမြင်ကွင်းတွေဖြစ်ပါတယ်ဗျအရင်တော့ကတော့ရွာရဲ့အနောက်တောင်ဘက်မှာတဲ့လှပတဲ့တောင်ပိုးတစ်ခုရှိတယ်တဲ့ အဲ့တောင်ဖို့ရှိတဲ့နေရာမှာအခုကတော့အဲကိုးကွယ်ရဲ့ရွာဆောင်နှက်မောင်တို့မှနှက်ကွန်းထားရှိကိုးကွယ်ကြတယ်လို့သိရပါတယ်။အဲ့လှပတဲ့တောင်ဖို့ကိုအစွဲပြုပြီးတော့တောင်ဖို့လှလို့အမည်ခေါ်ကြတာလို့ဆိုပါတယ်။တောင်ဖို့လှနဲ့တစ်အဲတစ်ရွာနှစ်ရွာမှာထနှုတ်လူမျိုးတွေတည်တံ့နေထိုင်တဲ့ရွာလို့ဆိုပါတယ်။ကြံရွာတွေကတော့ပအိုးတောင်ရိုးဒနုစတဲ့တိုင်းရင်းသားတွေနဲ့ရောနှောနေထိုင်ကြတာဖြစ်တယ်လို့သိရပါတယ်။ တောင်ကြီးမြို့နယ်အေးတရာမြို့နီးနောင်အင်ရွာမှာလည်းအများဆုံးရွှေ့ပြောင်းနေထိုင်ကြတယ်လို့ဆိုပါတယ်။နောင်အင်ရွာကထနော့လူမျိုးတွေရဲ့မူရင်းဒေသမဟုတ်တာကြောင့်မလို့ရိုးရာအိမ်နဲ့ရှေးတလိထုံတဲ့နေကတော့အနည်းငယ်ပဲတွေ့ရတယ်လို့ပြောပါတယ်။နောင်အင်ရွာမှာထနော့လူမျိုးတွေကပအိုးတောင်ရိုးဒနုလူမျိုးတွေနဲ့အတူတိုင်းရင်းတိုင်းသားတွေနဲ့အတူနေထိုင်ကြတာဖြစ်ပါတယ်။ထနော့လူမျိုးစုတွေကရှမ်းပြည်နယ်တောင်ပိုင်းကလောမြို့နယ်အတွင်းမှာရှိတဲ့တောင်ဘိုးလရွာတစ်အေတရွာဖျားဦးရွာထင်းယူခုံးရွာကြောက်စင်ရွာချောင်းကြားရွာ ပေါ်တုတ်ရွာတွေမှာနေထိုင်ကြတယ်လို့ဆိုပါတယ်။ပြီးတော့အဲ့ရန်နေပြန်ပွားပြီးနေထိုင်ကြတာကတော့ရွာငံပင်တရရက်ဆောက်ပင်လောင်းညောင်ရွှေအင်းလေးအဲ့မှာလည်းနေကြတယ်။ကလုံးမှာကျတော့ကြောက်ထက်တာမိုင်းခန်းလွယ်မောလွယ်အံငုံတုံပင်မီလေချားအောင်ပန်းဝါကြီးမြောင်ရှမ်းရွာနဲ့မြေချားရွာပေါ်လမော်စူပန်အင်းညောင်ပင်ခါရှိချောင်းနီပေါက်တရက်ပုငုတ်ညောင်ကျိုးညောင်ကုန်း ဟဲဟူဟဲကဲလက်ပံစားတဲ့နေရာတွေမှာနေပြီးတော့တောင်ကြီးမြို့နယ်မှာကျတော့နောင်အင်းရွာတပင်ထောင်ရွာတိန်ကုန်းရွာဗန်ပုံးရွာတွေမှာနေကြတယ်လို့သိရပါတယ်။သူကလူကြီးက1900တခုနှစ်တုန်းကတော့သူကဒကောင်စင်းရဆိုလို့ရှိရင်635ဦးရှိရတယ်။1917ဒကောင်စင်းမှာတော့1669ဦးဖြစ်လာတယ်။1920ဒကောင်စင်းမှာတော့1808ဦး1921မှာတော့1924ဦး1931ဒကောင်စင်းမှာတော့ 1159ဦး1985ဆင်းရဲမှာတော့1659ဦးဖြစ်ပြီးတော့2019လူဦးရေဆင်းရဲမှာတော့9000ဝန်းကျင်ရှိတယ်လို့သိရပါတယ်။သူတို့ရဲ့အဓိကလုပ်ငန်းကတော့တောင်ယာနဲ့ခြံကိုအဓိကလုပ်ကြတယ်လို့ဆိုပါတယ်။ဒီတိုင်းသားချက်လက်ဆင်းရဲကောက်ယူမှုနဲ့ပတ်သက်လို့ကအာရှမ်းပြည်နယ်အစိုးရအဖွဲ့တိုင်းရင်းသားလူမျိုးများအခွင့်အရေးကောက်ွယ်စောင့်ရှောက်ရေးဦးစီးဌာနကဦးစီးပြီးတော့ဒီလူနည်းစုထနှော့တိုင်းရင်းသားတွေရဲ့တိုင်းသားရေးအခြေခံချက်လက်တွေကောက်ယူခြင်းကို2019ဇန်နဝါရီ19ရက်က တောင်ကြီးမြို့နယ်အေးတရာမြို့နောင်ရင်ဖုံးတော်ကြီးအကြောင်းမှာစပြီးလုပ်ခဲ့တယ်လို့သိရပါတယ်။ဆိုတော့အဲ့ဒီမှာတိုင်းသာအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနကဒုတိယညွှန်ကြားမှုဒေါ်နန်းလောင်ဝါရဲ့ပြောကြားချက်အရတော့ ဒီထနော့တိုင်းသားတွေအမီပြောင်းနေတာကတကယ်တော့ထနော့ဆိုတာကလူမျိုးအမီပေါက်ပြီးသားလူမျိုးကုတ်နံပါတ်လည်းရထားပြီးသားဒါပေမဲ့လက်ရှိမှာကျတော့ဘာဖြစ်လဲဆိုတော့အမှတ်ပုံနေထဲမှာမိဘကထနော့ဖြစ်တယ်ဒါပေမဲ့သားသမီးကျတော့ထနော့ဖြစ်တဲ့လူကဖြစ်တယ်ပိုးဖြစ်တဲ့သူကဖြစ်တယ်ဓနုဖြစ်သွားတဲ့လူကဖြစ်သွားတယ်မိသားစုတစ်ခုထဲမှာကိုပဲအဲ့လိုမျိုးတွေဖြစ်နေတာဆိုတော့အချက်လက်အားနည်းတာတွေလည်းပါတယ်ပေါ့အဲကြောင့်မလို့သူတို့ကတော့ညွှန်ကြားချက်အရပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာတစ်နှစ်ကို၄ချိန် စတင်ပြီးတော့ဆောင်ရွက်မယ်အခြေခံချက်တွေစစ်တမ်းကောက်မယ်ရှမ်းပြည်နယ်မှာကလူမျိုးများတော့ထွန်းတော်တိုင်းသားတွေကိုအရင်ဆုံးစစ်တမ်းကောက်တယ်လို့အဲ့တုန်းကပြောခဲ့တယ်လို့သိရပါတယ်ထွန်းတော်တိုင်းသားတွေတစ်ဆုံမွေးတဲ့ထွန်းတော်မျိုးသားနေအတွက်ကို2023မတ်လလောက်မှာတော့တောင်ကြီးမြို့နယ်အေးသာယာနောင်အင်မှာထနော်တွစ်ဆုံပွဲဖြစ်မြော်ရေးကော်မတီစီဝေးပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။အဲ့မှာထနော်တိုင်းသားရိုးရဝစ်ဆုံထနော်တိုင်းသားအလန်ထနော်တိုင်းသားအမျိုးသားနေတို့ကိုအတူပြုသတ်မှတ်နိုင်ခဲ့တယ်လို့သိရပါတယ်။ပြီးတော့ နှစ်စဉ်တပေါင်းလာစဲ၁၀ရက်နေ့ကိုထနော်မျိုးသားနေ့အဖြစ်သတ်မှတ်ခဲ့တယ်။ပြီးတော့၂၀25မှာအဲ့ဒီအခမ်းအနားကိုပထမဆုံးစတင်ကျင်းပဖို့စီစဉ်ခဲ့ပါတယ်။အဲဒါကြောင့်မလို့အခု၂၀25မတ်လ၈ရက်မှာတောင်ပို့လှကြေးရွာမှာပထမအ우ဆုံးသောထနော်တိုင်းသားတွေရဲ့မျိုးသားနေ့ဖွဲ့တော်ကိုစတင်ပြီးတော့ကျင်းပဖို့စီမံခဲ့ကြပါတယ်။တပေါင်းလာစဲ၁၀ရက်နေ့ဖြစ်ပါတယ်အင်းကြီးကထနော်လူမျိုးတွေကအမှုပညာနဲ့ပတ်သက်လို့ရှိရင်တိဂိတာနဲ့အကာရရှိတာပေါ့သူတို့ကလည်း အိုးတိုင်းသားတွေရဲ့တိဆိုကပြဟန်မျိုးလို့ပဲဆိုပါတယ်ဒုတိယပစ္စည်းတွေကတော့ထနှုတ်အိုးစီဆိုတာရှိတယ်အခါကြီးချက်ကြီးတွေမှာတီးလေးရှိပြီးတော့သူကဖုံးတော်ကြီးကြောင်းမှာထားပါတယ်ပြီးတော့ဂျန်တဲ့ဒုတိယတွေအနေနဲ့ကတော့သူကရှန်အိုးစီဘုံရှိမောင်းဆိုင်၅လုံး၆လုံး၇လုံးပြီးရင်လင်ကွင်းတစ်စုံပါတယ်လို့ဆိုပါတယ်အရင်ကတော့ပလွေတို့နှဲတို့ပါပါပြီးတော့အခုနောက်ပိုင်းမှာတော့စောင်းပလွေစားတဲ့ဒုတိယတွေကပါဝင်ခြင်းမရှိတော့ဘူးလို့သိရပါတယ် ဒီထနှောအုပ်စီကိုတီးတဲ့အခါမှာတဲ့လက်မှာအဝတ်စပတ်ပြီးတီးရတယ်လို့ပြောပါတယ်ထနှောရဲ့အကက၄မျိုးခန့်ရှိပါတယ်အခုလူငယ်တွေကတော့ဒီဟာတွေကို ပြန်လဲဖော်ထုတ်နေတာမျိုးရှိပါတယ်ပြီးတော့ထနှောအုပ်စီတီးတဲ့အခါမှာအိုးစီပင်ဖွာတီးလို့လားဘေးရွာကလည်းနောင်အင်ရွာကြီးပြူကပိတ်ဥဆွေထိတ်လို့တီးဆိုကြတယ်လို့လည်းဆိုပါတယ်ထနှောမော်အေးလို့ခေါ်တဲ့တခြင်းကိုလည်းတီးဆိုကြလေးရှိတယ်လို့သိရပါတယ်အခုဒါကတော့ကျွန်တော်တို့အာထနှောအမျိုးသားနေမှာထနှောတိုင်းရင်းသူလေးတွေ

ပြီးတော့အမျိုးသားမျိုးသမီးတွေကအိမ်မှာနေထိုင်ကြတဲ့အချိန်ပဲဖြစ်ဖြစ်တောင်ရလေယာဉ်သွားတဲ့အချိန်ပဲဖြစ်ဖြစ်ခေါင်းပေါင်းပေါင်းကြလေရှိတယ်လို့သိရပါတယ်။နောက်တစ်ခုကကျွန်တော်တို့ဒီအာလက်ဆက်ထိန်များတဲ့ဒလိထုံတန်းလေးကြည့်ရအောင်ပါ။ဒီထနော့လူမျိုးတွေမှာကလက်ဆက်ထိန်များချင်းဒလိတွေ့သူသူသက်ဆိုင်ရာဒလိရှိပါတယ်။အခုကျွန်တော်တို့အားနဲ့ပသက်လူကတော့ကျွန်တော်တို့ဟိုပုံရှာလို့မရတဲ့အတွက်ကျွန်တော်တို့ဒါကထနော့တိုင်းရင်သူတွေအာရှင်ပြုတစ်ခုမှာ ဖိတ်ခေါ်လို့ပါဝင်ပြီးတော့ဟိုဆင်နွှဲနေကြတဲ့ညီငွေးနေနဲ့ပူတွဲမြောက်ဝေးတာဖြစ်ပါတယ်။သူကဒီလက်ထပ်ထိမ်းမြောက်လို့ရှိရင်လူပြိုဘက်ကနေပြီးတော့အပြိုဘက်မိဘအိမ်ကိုသွားပြီးတော့တောင်းရန်ရပါတယ်။လက်ခံသဘောတူရင်သူကမင်္ဂလာရဲ့ရွေးပြီးတော့မင်္ဂလာဆောင်တယ်။မင်္ဂလာဆောင်တဲ့နေရာမှာငပြောသုံးဖီလက်ဖက်ဆူထုတ်ပြီးရင်ကွန်စီပါတဲ့ကရော့ဝဲနဲ့မိဘနဲ့ရမီရဖာတွေကိုကရော့ရတယ်။ပြီးရင်လက်ဖက်ဆူအနှဲငယ်စီကိုသရုတ်သားကသရုတ်သမီးကိုသရုတ်သမီးကသရုတ်သားကိုကျွေးတယ်လို့ဆိုပါတယ်။ ပြီးတော့လို့ရှိရင်ငချင်းအနေငယ်စီလည်းအပြန်လန်ခုံရတဲ့ delay ရှိတယ်လို့သိရပါတယ်မင်္ဂလာလက်ဖွဲ့ရွှေငွေစတာတွေကိုတတ်နိုင်တဲ့လောက်ထည့်ဝင်ကြပါတယ်ပြီးတော့သူတို့ဒီဘုံကြီးဆုံးကတဲ့ delay ကိုအခြားလူတန်းတွေရှိနေပြီမဲ့အဲ့မှာတော့ဘုံကြီးဆုံးကတဲ့ delay တိတ်မရှိဘူးလို့ဒီပွဲမှာသိရပါတယ်ပြီးရင်လက်ဖွဲ့ချင်းမြင်ဆွတ်ပေးပြီးတော့အသက်ရှည်ကြပါစေစီးပွားတိုးတက်ပါစေလို့ကျေးရွာလူကြီးတွေကစုမုံကောင်းတောင်းပေးတယ်မင်္ဂလာဆောင်ရက်မှာတော့နန္တပိုင်းခက်စောစောမနက်၈နာရီ၉နာရီဆိုလို့ရှိရင်ဒါထမင်းကျွေးကြလိမ့်ရှိတယ်လို့သိရပါတယ် အခုခေတ်မှာကတော့လက်ဖက်ရည်နဲ့မုံနဲ့ကျွေးမွေးအခမ်းအနားတွေလည်းရှိပါတယ်။သူကလက်ထမင်္ဂလာပြုတော်ကိုတော့ဘွာတွင်၃လရဲ့တကြံရက်တည်းရဲ့အဲ့ဒါကိုတော့ရှောင်ကျင်တယ်လို့ဆိုပါတယ်။ပြီးတော့ဒီသူတို့သမီးကိုအိမ်ခေါ်တဲ့ဟာမှလည်းသူကဒလီလေးရှိပါတယ်။သူတို့သမီးကိုသူတို့သားအိမ်ခေါ်လို့ရှိရင်ငကားကောင်းလှဲ့တဲ့အရက်ကိုကြည့်ပြီးရွေးတယ်လို့ဆိုပါတယ်။သူကငကားကောင်းလှဲ့တဲ့အရက်နဲ့တင့်နေရင်မခေါ်သေးဘဲနဲ့သူတို့သမီးမိဘအိမ်မှာထားရပါတယ်။ ပြန်လာခေါ်လို့ရှိရင်လည်းသူတို့သားရဲ့အဖေနဲ့အမေကအိမ်ပေါ်ကဆင်းလာပြီးတော့သူတို့သမီးယူလာတဲ့အိတ်ကိုယူပြီးတော့အိမ်ပေါ်ကိုခေါ်လာရတယ်တဲ့အဲ့ဒါမှမင်္ဂလာဆောင်ခြင်းအထမြောက်တယ်လို့ဆိုပါတယ်ပြီးတော့ဒီထနော့တိုင်းရင်းသားတွေမှာဆင်းမင်းကြောင်ထိုးတဲ့ဒလီလည်းရှိပါတယ်သူကထနော့ရိုးရဆင်းမင်းကြောင်ထိုးလို့ရှိရင်တော့ကတော့ပွဲပေးရတယ်ပွဲတစ်ပွဲကိုအုံဒီတလုံးအပြောသည်နှစ်ဖီးနဲ့ဆေးကွန်းလက်ဖက်တွေကိုကတော့ထိုးထည့်ရပြီးတော့ပါဝင်တဲ့ပန်းတွေကတပြေပန်း မလကာညွတ်မူရပဲမြေစာစတာတို့ထည့်ရတယ်လို့ပြောပါတယ်။စေမင်းကြောင့်ထိုးတော့မယ်ဆိုလို့ရှိရင်အဲ့ဒီကတော့ဝဲပေးပြီးတော့မိပူဇော်ပြီးထက်ခိုင်းစရာတွေပင့်ဖိတ်ပြီးတော့ပွဲအပ်အကူကြီးတောင်းရတယ်လို့သိရပါတယ်။ကျွန်တော်တို့အခုဒါကတော့လေအခုဒီဒီဟာလဲကျွန်တော်တို့ဟိုတက်ဆိုင်ရဲ့ပုံမရရှိတဲ့အခါကျတော့ဒါကတော့ကျွန်တော်တို့အာထနော့တိုင်းရင်းသားတွေဒီခုထနော့မြို့သားနေမှာပွဲကတဲ့ပုံစံနဲ့ပွဲမှာကနေရတဲ့ပုံစံနဲ့ပြီးတော့ရှင်ပြုတ်လှည့်ပွဲမှာတော့ထနော့တိုင်းရင်းသားတွေပါဝင်ဆင်နွှဲခဲ့တဲ့ဗီဒီယိုနဲ့ပူးတွဲပြောင်းလာဖြစ်ပါတယ်။ သူကအဲ့စိတ်မညောင်ထိုးမဲ့သူကရေချိုးကောင်းဆော်ပြီးတော့ဖျားစင်ရှိမှာဒါပါဒီလာခံရတယ်ပြင်စီထိုးရတယ်ပွဲပေးလို့ရှိရင်ကတော့ဘွဲကိုတပွဲနှစ်ပွဲသုံးပွဲငါးပွဲခုနှစ်ပွဲကိုးပွဲစသည်ဖြင့်အဲ့လိုမျိုးပေးလို့ရှိတယ်လို့သိရပါတယ်တပွဲပထမပွဲတပွဲတပွဲနှစ်ပွဲကတော့သူကယူယူတာမဲ့စိတ်မညောင်ထိုးတဲ့သူတွေပေါ့ပြင်သုံးပွဲကနေငါးပွဲကျတော့ဆရာပြထိုးတဲ့သူတွေပြင်ခုနှစ်ပွဲကနေကိုးပွဲကျတော့ဆရာကြီးအဆင်ပြေလို့ပြောပါတယ်ဒါဆရာပြပွဲပေးပြီးတော့မှ အဲ့တိုင်းစိပညာနဲ့စေကုသနိုင်ပြီးတော့ပျောခဒီလဲကုသနိုင်တယ်လို့ပြောပါတယ်ပြီးတော့ထနှုတ်တိုင်းရင်သားယောက်ျားလေးအလုံးနှီးပါးကအရင်ကတော့စိပညာထိုးတဲ့လေရှိရယ်လို့ပြောပါတယ်စိပညာထိုးတဲ့နေရာမှာမကောင်းဆိုးဝါးမိစ္ဆာတွေမကတ်နိုင်အောင်ထိုးတာလိုမျိုးမျက်နှာပွင့်မှုထိုးတာမျိုးနဲ့သူများမပြုစားနိုင်အောင်ထိုးတာဆိုပြီး၃မျိုးရှိတယ်လို့ပြောပါတယ်လူစင်းမြောင်ထိုးတဲ့နေရာမှာအနည်းဆုံးအချိန်တစ်နာရီခန့်ကြာတယ်။ဆရာပြစ်သူဆရာပြစ်ထိုးလို့ရှိရင်ညစမတ်ကာပြီးညစမတ်အတွင်းဖျားပွဲမှာထီးသုံးပွင့်စောင်းပေးရတယ်။ ပြီးတော့လို့ရှိရင်စေမြင့်ကြောင့်ထိုးမဲ့သူနဲ့ထိုးမဲ့ဆရာနှစ်ဦးတည်းပဲရှိရတယ်အဲ့လိုပွဲပေးပြီးတော့အထက်ခိုင်းဆရာတွေပင့်ဖိတ်ပြီးထိုးမှသာတစ္ဆာဆုပ်ပြီးမှသာစေမြင့်ကြောင့်ထိုးလို့ရှိတယ်လို့ပြောပါတယ်ဟိုဒီဘက်ခေတ်မှာကတော့စေမြင့်ကြောင့်ထိုးတဲ့ဒလေးကလည်းအတိုင်းသားတစ်ခုထိကွယ်ပြောက်နေကွယ်ပြောက်လို့နေပါဖြစ်နေပြီလို့သိရပါတယ် ပြီးရင်ထနောင်းလူမျိုးတွေကသူတို့ကယူသားစွာနေတဲ့အပြင်ကိုအလုတ်ကျိုးစားတဲ့လူတွေဖြစ်တဲ့လျောက်သူဆက်နေရသည့်ကာလပတ်လုံးယာတီပေါ်တီးနဲ့နေစိုက်ပြိုးတယ်လုံနဲ့လက်နဲ့မပြတ်လုံကြတယ်ပြီးတော့အဲအကြောင်းမလို့ပညာသင်ကြားရေးဘက်မှာတော့အနေငယ်အားငယ်မှုအချို့ရှိတယ်လို့လည်းဆိုပါတယ်ဒါပေမဲ့လည်းအခုနောက်ပိုင်းမှာတော့ပညာနဲ့ပွဲရလူငယ်တွေအများပြားရှိလာပါတယ်ဒါပေမဲ့အချို့ပွဲရတွေကကြတော့လေသူတို့ကတော့ဒီသူတို့ရဲ့မူရင်းလုပ်ငန်းဖြစ်တဲ့မီယိုဖလာတောင်ယာလုပ်ငန်းကိုပဲဆက်ပြီးတော့လုပ်နေကြတယ်လို့သိရပါတယ် ကျွန်တော်လူမျိုးတွေကသူတို့ကဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီးတော့အိမ်တိုင်းမှာတော့ဘုရားရှင်ရှိတယ်ဗုဒ္ဓရုပ်ပွားတော်ကိုကိုးဝယ်ကြတယ်ပြီးတော့ဗုဒ္ဓဘာသာဝင်ဖြစ်တာနဲ့အညီဘာသာတရားကန်ဆိုင်ပြီးရင်ကျေးတင်ပေးကြတယ်အဲ့လိုပဲဟိုရှေးယူကဒလီထုံးစံအတိုင်းပဲကျွန်တော်လူမျိုးတွေမှာလက်ကိုးကွယ်မှုလည်းရှိကြတယ်လို့ဆိုပါတယ်တစ်နှစ်တစ်ခါနတ်ဆင်ကုန်းကိုတွားရောက်ပြီးတော့ပူဇော်ပတ်သက်ကြနေရှိတယ်လို့လည်းသိရပါတယ် အခုကျွန်တော်တို့ဒီဗီဒီယိုကတော့ဒါကကျွန်တော်တို့ထနှောက်အမျိုးသားနေခြင်းပါတဲ့အချိန်မှာတွေ့ရတဲ့မြင်ကွင်းတွေဖြစ်ပါတယ်ဒီမှာရှိနေတဲ့ထနှောက်တိုင်းရင်းသူတိုင်းရင်းသားတွေထနှောက်လူငယ်တွေထနှောက်မောင်မယ်တွေရဲ့မြင်ကွင်းတွေဖြစ်ပါတယ်ဒီတောင်ပို့လာကြေးရွာမှာခြင်းပါတဲ့ပွဲမှာရိုက်ကူထားတဲ့ဗီဒီယိုဖြစ်ပါတယ်ဗျာ ထနော့စာပေနဲ့ပတ်သက်လို့ကတော့ဟိုးအရင်တုန်းကမူရင်းထနော့ထနော့စာပေရှိတယ်လို့ဆိုပါတယ်ဒါပေမဲ့ဟိုလက်ဆက်ငယ်တင် जा မှုကတော့အတန်ငယ်ဟိုအားနေခဲ့တဲ့အတွက်ခိုင်လုံတဲ့စာပေအထောက်ထားတွေ့ရှိရမှုအနည်းငယ်အားနေတယ်လို့လည်းသိရပါတယ်ဒါပေမဲ့ထနော့လူမျိုးတွေကရှေ့လူကြီးတွေရဲ့အဆိုအမိန့်တေးကြပြလင်္ကာတွေကိုလူငယ်လေးရွယ်ဒီကစိတ်ဝင်စားစားလေ့လာမှတ်သားလာခဲ့ပြီးတော့ယနေ့တိုင်ဂုံယူဝင်ကြားစွာသိဆိုရွတ်ပြပြောချ တာမျိုးရှိနေပါတယ်အခုဒီမှာတွေ့ရတယ်လို့ပဲထနော့စာပေအာဒီကျွန်တော်ဒါတော့အသေးချာမသိလို့ပါရှိရမူရင်ထနော့စာပေပြန်လဲပေါ်ပေါက်ရေးလားဒါမှမဟုတ်လက်ရှိထနော့စာပေဟိုပေါ်ပေါက်ရေးလားမသိဘူးအဲ့ဒီအတွက်လှုပ်ဆောင်နေကြတာဖြစ်ပါတယ်ဒီမှာရှိနေတဲ့ထနော့စာပေနဲ့ပတ်သက်လို့ပြုစုနေကြတာ၄အားနဲ့ပတ်သက်တဲ့မှတ်တမ်းပုံလေးတွေဖြစ်ပါတယ်ဗျဟုတ်ကဲ့ဒီနေ့ကျွန်တော်တို့ထနော့တိုင်း ဒါတွေနဲ့ပတ်သက်လို့ဟောမှတ်တမ်းမှတ်ရလေးတွေပုံလေးတွေနဲ့ပြီးတော့ကျွန်တော်တို့လေ့လာထားတဲ့အချက်လက်လေးတွေကိုဒါကျွန်တော်တို့စကားဝိုင်းလေးတစ်ခုအနေနဲ့ပြန်လဲမျှဝေပေးတာဖြစ်ပါတယ်အဲ့လိုဒီလိုမျိုးမျှဝေနိုင်ဖို့အတွက်ကိုကျွန်တော်တို့ Wikipedia ဆွဲဆောင်ကျမ်းရင်ပြီးတော့အရှင်စေကိန်းနထနော့ရဲ့စောင်းပါတွေပြီးတော့လို့ရှိရင်အဲရှက်မီနယ်အစိုးရအဖွဲ့ရုံးကရှက်မီနယ်ဆိုင်ရာတည်င်းအချက်လက်ပြီးတော့လို့ရှိရင် မိုင်းနော်ရိလူမှုဘဝရေးတဲ့ထနော့တိုင်းရင်းသားတို့အကြောင်းပြီးသွားလို့ရှိရင်စီတာတောင်ကြီးရဲ့သတင်းဆောင်ပါပြီးသွားလို့ရှိရင်ကြီးမုံသတင်းစာ2018ဇွန်လ30ရက်ကအချက်ပူကဏ္ဍအတိုင်းသားကြီးရအထုကဏ္ဍအဲ့ဒီကအချက်လက်တွေကိုကျွန်တော်တို့မိញမ်းစုပေါင်းပြီးတော့ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်အဲ့လိုပဲပုံနေနေနဲ့ကလည်းအထူးဖြစ်တော့ကျွန်တော်တို့ထနော့ကြီးမုံကနေပြီးတော့ကျွန်တော်ရရှိတဲ့ပုံချို့ကိုလေးစားစားယူနေအသုံးပြုပါတယ်အဲ့ဒီအပြင်ကျွန်တော်တို့ဒီအခြားသောဟို online ပေါ်ကနေရှိနေတဲ့ထနော့တိုင်းသားနဲ့ပတ်သက်တဲ့ပုံတွေခုနပြောခဲ့သလိုပဲဒေတာကန င်သည်ပညာရှင်သည်တိုင်းရင်းသားမူရင်းတိုင်းရင်းသားတွေရဲ့သူတို့ရဲ့ပုံတွေကိုကျွန်တော်တို့ဒီမှာအားလုံးကြည့်ရှုနိုင်အောင်ပြန်လည်စုစည်းမျှဝေခြင်းဖြစ်ပါတယ်ဗျာကျွန်တော်တို့မျှဝေမှုနဲ့ပတ်သက်လို့လိုအပ်ချက်တွေတိကျအောင်မှားယွင်းရှိလို့ရှိရင်လည်းကျွန်တော်တို့ကိုဟိုပံ့ပိုးကူညီပြင်ဆင်ပေးနိုင်ပါတယ်ဒါတွေကကျွန်တော်တို့အနေနဲ့တတော်တိုင်းရင်းသားမြန်မာနိုင်ငံမှာလူဦးရေ9000လောက်ပဲရှိတော့တယ်ဆိုတော့တိုင်းရင်းသားတွေနဲ့ပတ်သက်လို့ကျွန်တော်တို့လေးလာစုစည်းမိသမျှကိုပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ဗျာအခုလို့ကျွန်တော်တို့စကားမလေးကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ